โซลินอูโอเคสําหรับอเมริกามาปวยจีปวยกองจิ้มပါမယ်โซลินอูတို့ပါဝင်ထိုးတက်မယ်1173ကတော့ပြတ်သွားပြီတကာလမှာအခုโซลินอูထူးပွဲကတော့အစပိုင်းကတော့ပွဲပြတ်သွားပြီဗာညာပေါ့ဗျာအခုတော့ပြန်လဲအတည်ပြုလိုက်ပါပြီโซลินอูဟာထိုင်းနိုင်ငံမှာထိုးရပါတော့မယ်အန်တန်ဝစ်ချန်ပီယံဖြစ်တဲ့စတန်က ဒဏ်ရာကလုံးဝမသက်မသာတာဖြစ်တဲ့အတွက်မသက်သာတာဖြစ်တဲ့အတွက်အခုအမေရိကန်နိုင်ငံဒန်ဘာမြို့မှာကျင်းပမိ1 championship ကိုရင်ကလည်းအမေရိကန်ဈေးကွက်ကိုထူဖောက်မယ်လို့ကြံစည်ထားတဲ့1 173ကတော့ပြတ်သွားခဲ့ပြီလေဖြစ်ပါတယ်เนาะတယောက်အကြောင်းအကုန်လုံးကိုအပြားခတ်သွားတယ် one champion ရှိရဲ့ CEO ဖြစ်တဲ့ Chesri Coren ကလေးဒီပွဲကိုလုံးဝကိုနဲ့တကယ်ကိုမှ American ဈေးကွက်ကိုထူပေါင်းပြီးပွဲကြီးပွဲကောင်းပြင်ဆင်ထားခဲ့ပါမယ်လေအခုလိုမျိုးပွဲပြတ်သွားတာဖြစ်တဲ့အတွက်အင်မတန်မှဝန်းနေနေကြောင်းသိရတယ်ဒါကြောင့်မလို့အကုန်လုံးပွဲပြတ်သွားရတယ်ပေါ့ဗျာဒါကြောင့်ဆူလင်းဦးကတော့ကန်ခေတဲ့သူ American ကိုသွားဖို့ကံပါမလာဘူးဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်ဒါမဲ့ဝမ်သာစရာသတင်းပဲဆူလင်းဦးပွဲကမပြတ်ပင်နဲ့ဘန်ကောက်ကိုရွှေ့ပြောင်းလိုက်ပြီးဖြစ်ကြောင်းသိရပါတယ် အခု YA 173ပြိုင်ပွဲကပြတ်သွားပေမဲ့ဩဂုတ်လနေ့နေ့ဘန်ကောက်မှာဆူလူးနဲ့ဟာရီဆင်တို့ပွဲဖြစ်သွားပြီဆိုပြီးတော့လီယန်ဟာရီဆင်ကိုရင်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်ကနေပွဲမပြတ်ဘူးဆိုတဲ့အကြောင်းကိုပြည်သူတွေကိုအရေးပေါ်ပဲသတိပေးလာတာပဲဖြစ်ပါတယ်ဆိုတော့ဆူလူးပြည်သူတွေအနေနဲ့မကြခင်မှာကျွန်တော်ပွဲပြန်ကြည့်ရမယ်ဆူလူးကတော့ဒီပွဲမှာရှုံးလို့မဖြစ်တာဖြစ်တဲ့တော့ဒီပွဲကိုအကောင်းဆုံးပြင်ဆင်ထားမယ်လို့ဆိုထားပြီးဖြစ်ပါတယ်မြန်မာပြည်သက်တချို့ကတော့ဆူလူးရဲ့ ဘာကုန်းပဲရှိပြီးတော့နီးစနစ်ပိုင်းမှာအားနယ်လုံးနေတာဖြစ်တဲ့အတွက်အားမလို့အားမရဖြစ်နေချပြီးလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတစ်ခေါက်မှာကောင်းမွန်တဲ့နီးပြရင်ငှားပြီးတော့ဂျိုဒင်လေးဂျင်ပြင်ဆင်ဖို့ပြည်သူတွေကအကြံပေးထားကြတာလေးဖြစ်ပါတယ်နော်